မင်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်လတ်ရှုံမြို့နယ်ကအချမ်းဖတ်စစ်ကောင်စီရဲ့နတ်ဘောင်တက်စကန်ကို MNDAA ကတိုက်ခိုက်သိမ်းပိုက်လိုက်ပြီးစစ်ကောင်စီရဲ့ခမရ900ခွန်ခလရ68တက်ရင်နဲ့စင်တောင်ဘတ်တွေမှာလည်းတိုက်ပွဲတွေအပြင်းအထန်ဖြစ်ပွားနေတယ်ဆိုပါတယ်ရန်ကုန်မြို့ကစမ်းချောင်းမြို့နယ်မှာဒီကနေ့မနက်ပိုင်းကပဲစစ်တပ်အမကန်ထောက်ခံသူစက်ဖို့ပါတီဝင် ကျွန်းတော်အလဲရက်ွက်အုတ်ချုပ်ရင်မူခင်ဆိုးဆိုတဲ့သူတပေးဆိုင်ထိုင်နေတဲ့အချိန်ပြစ်ခတ်ခံရပြီးဤပွဲချင်းပြီးကိုသေသွားပြီးဆိုတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပရမဆုံးတင်ဆက်ပေးခြင်းတင်ကတော့ရှမ်းပြည်နယ်မြောက်ပိုင်းလာရှုံမြို့နယ်ကအချက်ဖက်စစ်ကောင်စီရဲ့နံပေါင်းတပ်စခန်းကို MNDAA ကတိုက်ခိုက်သိမ်းပိုက်လိုက်ပြီးစစ်ကောင်စီရဲ့ခမရ900ခွန်ခလရ68တပ်ရင်းနဲ့စင်တောင်ဘက်တွေမှာလည်းတိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားနေတယ်လို့စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ် အဲ့ဒီလာရှုံမြို့နယ်မှာရှိတဲ့အကြံဖတ်စစ်ကောင်စီရဲ့နန့်ပောင်တရင်စခန်းကိုဇော်လလ9ရက်နေ့ကပဲ MNDAA တပ်တွေကတိုက်ခတ်သိမ်းပိုက်ရရှိသွားပြီးအဲ့ဒီနန့်ပောင်တစကန်ကနေတဆင့် MNDAA တပ်တွေဟာမနစ်ကတည်းကလာရှုံဘက်ကိုဆက်တက်သွားပြီးဖြစ်တဲ့အတွက်စစ်ကောင်စီရဲ့နန့်ပောင်တစကန်ကတော့ကျသွားပါပြီလို့စစ်ရေးသတင်းရေးမြစ်ကပြောထားပါတယ်တဖက်လာရှုံမြို့နယ်အခြေစိုက်စစ်ကောင်စီရဲ့အရှိမြောက်တိုင်းစစ်တပ်နာချုပ်သတင်းရေးမြစ်ကလည်းစစ်တပ်ရဲ့နန့်ပောင်တစကန်ကျသွားပြီဆိုတာကိုအတည်ပြုထားပြီး ဒီကနေ့ဇွန်လ6ရက်နေ့မှာလေအကြံဖတ်စက်ကောင်စီရဲ့လာရှိုမျိုးခမရ900ခွန်ခလရ68တက်ရင်နဲ့စင်တောင်ဘတ်တွေမှာပါတိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားနေတဲ့အတွက်စစ်ကောင်စီဘက်ကလေကြောင်းပစ်ကူလက်နက်ကြီးပစ်ကူတွေအသည်းအသံပေးနေရတယ်လို့လေစစ်ကောင်စီရဲ့ရမခတည်င်းရင့်မြစ်ကိုတိုင်ရန်ကုန်ခေတ္တကိုပြောထားပါတယ်ခင်ဗျတဖက်မှာတော့ GNU စစ်ဦးစီးချုပ်နဲ့ခေါင်းဆောင်ပိုင်းအပြောင်းလဲတွေဖြစ်တဲ့ဆိုတဲ့တည်င်းအမှားတွေကိုအကြံဖတ်စစ်ကောင်စီကရည်ရွယ်ချက်ရှိရှိလိမ်လည်ဝါဒဖြန့်နေပြီး ကရင်တိုင်းရင်းသားတွေအကြမညီမညွတ်ဖြစ်အောင်လုပ်နေတယ်လို့ GNU ဘ ਹੁ အလုံးမှုဆောင်ဘဒုဆော့တော်နီကရန်ကုန်ခေတ်တစ်ကိုပြောပါတယ်။လက်ရှိမှာအကြံဖက်စကောက်စီဘက်က GNU စေဦးစီးချုပ်ဘိုဂျုတ်ကြီးဆော့ဂျော်နီကိုယာရုကနေဖယ်ရှားပြီးအရင် GNU ဥက္ကဋ္ဌဟောင်းဘိုဂျုတ်ကြီးမူတုဆေဖိုဂိုဘာနာယကနေယာကနေအပိတိုင်ဖယ်ရှားတယ်ဆိုတဲ့လောက်ကျန်သတင်းတွေအပါအဝင် GNU ကောင်းဆောင်ပိုင်းအပြောင်းလဲဖြစ်တယ်ဆိုတဲ့ကောလာဟာလာသတင်းတွေကိုစစ်ကောင်စီဘက်ကရည်ရွယ်ချက်ရှိရှိနဲ့လိန်လေဝါဒဖြန့်လာနေတယ်လို့ဘဒုဆော့တော်နီကပြောထားပါတယ်။ လက်တွေ့မှာတော့စစ်ကောင်စီဘက်ကလိမ့်လေဝါဒဖြန့်နေသလို KNU စစ်ဦးစီးချုပ်နဲ့ခေါင်းဆောင်ပိုင်းအပြောင်းလဲတွေဖြစ်တဲ့ဆိုတာဟာလုံးဝမဟုတ်တဲ့အပြင်လက်ရှိစစ်ကောင်စီဟာအဖက်ဖက်မှာစစ်ရေးနိုင်ငံရေးအရာအရှုံးများစွာနဲ့သာရင်ဆိုင်နေရတဲ့အတွက်တဖက်မှာလှုပ်ကြံသတင်းတွေနဲ့ကရင်တိုင်းရင်းသားတွေအကြားမညီမညွတ်ဖြစ်အောင်ယုံကြည်မှုတွေပြတ်ပြားအောင်ရည်ရွယ်ချက်ရှိရှိလိမ့်လေဝါဒဖြန့်နေတာတာဖြစ်တယ်လို့ KNU ဘ ਹੁ အလုံးမှုဆောင်ဘဒုစော့တော်နီကပြောထားပါလေလက်ရှိမှာ KNU အနေနဲ့က MG ပါဝင်တိုင်းရင်းသားတွေနဲ့အတူတူကလက်တွဲပြီးနာဂတ်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုထူထောင်ရေးအတွက်ဆုံးဖြတ်ချက်ချထားတဲ့အတိုင်းအနာဂတ်ရည်မှန်းချက်တွေကိုပူးတွဲအကောင်အထည်ဖော်နေပါတယ်လို့လည်း GNU ကထုတ်ပြန်ပြောဆိုထားပါတယ်ခင်ဗျဒီတခါရန်ကုန်မြို့မှာတော့စံယုံမျိုးနဲ့မှာစစ်တပ်အမကန်ထောက်ခံသူစက်ဖို့ပါတီဝင်ကျွန်းတော်အလဲရက်ကအုတ်ချုပ်ရေးမှုခင်ဆိုးဆိုတဲ့သူ လပေးဆိုင်ထိုင်နေတဲ့အချိန်ပြစ်ခတ်ခံရပြီးပွဲချင်းပြီးကိုသေသွားပြီလို့စမ်းကြောင်းမြို့နယ်နေပြည်သူတွေကရန်ကုန်ခေတ်တကိုပြောပါတယ်ဒီကနေ့ဇွန်လ6ရက်နေ့မွန်တက်12နာရီလောက်ကပဲစမ်းကြောင်းမြို့နယ်ဖျက်ပုံးလမ်းမှာလပေးဆိုင်ထိုင်နေတဲ့စစ်တပ်မာကန်ထောက်ခံသူကျန့်ဖို့ပါတီဝင်စစ်ကောင်စီခန့်ကျွန်းတော်အလဲရက်ကွက်အုတ်ချုပ်ရင်းမူခင်ဆိုးဆိုတဲ့သူဟာတနက်နဲ့ပြစ်ခတ်ခံရပြီးဤပွဲချင်းပြီးကိုသေသွားတယ်ဆိုပါတယ်အဲ့ဒီရန်ကုန်မြို့စမ်းကြောင်းမြို့နယ်ကျွန်းတော်အလဲရက်ကွက်အုတ်ချုပ်ရင်းမူခင်ဆိုးဆိုတဲ့သူဟာကျန့်ဖို့ပါတီဝင်တအုပ်ဖြစ်တယ်လို့ စစ်တပ်မကန်ထောက်ခံတဲ့သူဖြစ်ပြီးတော်လန်ရေးသမားတွေနဲ့တပိတ်လူငယ်တွေကိုစုံစမ်းဓာတွေလှုပ်နေတဲ့သူဖြစ်တဲ့အပြင်လက်ရှိစစ်မှုထမ်းဖို့လူငယ်တွေကိုအတင်းအဓမ္မစရင်ကောက်ပြီးစစ်ထက်ပို့နေတဲ့သူဖြစ်ပြီးအခုတော့သေပြီလို့စမ်းကြောင်းမြို့နယ်နေပြည်သူတို့ကပြောထားပါလေတဖက်ကရန်ကုန်မြို့ပြပျောက်ကြားတပ်ဖွဲ့တစ်ခုဖြစ်တဲ့ FLA တပ်ဖွဲ့ကပါစမ်းကြောင်းမြို့နယ်ကျွန်းလေရက်ွက်အုပ်ချုပ်ရေးမှုခင်ဆိုးဆိုတဲ့သူကိုဒီကနေ့မနက်ပိုင်းကပဲပြစ်ခတ်ရှင်းလင်းလိုက်ပြီးဖြစ်တယ်လို့တရားဝင်ထုတ်ပြန်ကြေညာထားပါသေးတယ်အလားတူ မကွေးတိုင်းကစင်ပေါင်ဝဲမြို့နယ်မှာလေအချမ်းပတ်စစ်တပ်အတွက်တပ်သားအစ်စ်တွေလိုက်လံစူဆောင်းနေတဲ့အုတ်ချုပ်ရည်မှုမောင်ခဆိုသူနဲ့အပေါင်းပါတူပြည့်ခတ်ခံရပြီးဤနှစ်ဦးလုံးနေရာမှာတင်ပွဲချင်းပြီးကိုသွေကုန်ကြပြန်ပြီလို့ဒေသခံပြည်သူတွေကပြောထားပါသေးတယ်ခင်ဗျအခုတကဘကိုးတိုင်းဘက်မှာတော့ရေတာရှိမြို့အမှတ်9ရက်ကစကောင်စီခန့်အုတ်ချုပ်ရည်မှုဇော်ဇော်အောင်ဆိုတဲ့သူက စစ်မှုထမ်းကိစ္စနဲ့အကြောင်းပြပြီးတအိမ်ကငွေကျပ်9000နှုန်းလိုက်လံကောက်ခံနေတယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်စ်ကိုပြောပါတယ်။လက်ရှိရေတာရှိန်မြို့အမှတ်9ရပ်ကွက်ကစစ်ကောင်စီကအုပ်ချုပ်ရေးမှုဇော်ဇော်အောင်ဆိုတဲ့သူဟာရပ်ကွက်နေပြည်သူတွေစီကနေစစ်မှုထမ်းကိစ္စကိုအကြောင်းပြပြီးအသက်18နှစ်ကနေ35နှစ်အရွယ်အမျိုးသားတွေရှိတဲ့နေအိမ်တွေကနေတအိမ်ကငွေကျပ်9000နှုန်းပေးရမယ်ဆိုပြီးချိန်ချောက်တောင်းရနေတယ်ဆိုပါတယ်။ဒါအပြင် အဲ့ဒီလိုစစ်မှုထမ်းရမယ့်အရွယ်အမျိုးသားတွေမရှိတဲ့နေအိမ်တွေကပါထောက်ပံ့ကြေး3000ပေးရမယ်ဆိုပြီးတော့အခုဇော်လင်လကစပြီးလိုက်လံကောက်ခံနေတယ်လို့ဒေသခံပြည်သူတွေကပြောထားပါတယ်ခင်ဗျာအခုတခါမကွေးတိုင်းဘက်မှာတော့ရေစကြိုးမြို့ပေါ်မှာကင်းစောင့်နေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေနဲ့ပြူစောတိတွေကိုဒေါ်လိုင်းတက်တွေကအလစ်ငိုက်ဝင်ရောက်တိုက်ခိုက်ရမှာစစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦးပွဲချင်းပြီးကိုသေကုန်ကြပြန်တယ်လို့မြင်းချန်ဘလက်တိုက်ကတပ်ဖွဲ့ခေါင်းဆောင်ဘုံပိုင်ခဲကရန်ကုန်ခေတ်တွေကိုပြောပါတယ် ဇူလိုင်လ9ရက်နေ့ဖြစ်တဲ့မနေ့ကပဲရေစုံမြို့အမှတ်ရှိရက်ကွက်မှာကင်းဆောင်နေတဲ့အကြပ်ဖက်စစ်ကောင်စီတပ်သားတွေနဲ့ပြူစောထီးတွေကိုဒေါ်လာရင်တက်တွေကအလစ်ငိုက်ဝင်ရောက်တက်ခတ်ခဲ့တယ်ဆိုပါတယ်အဲ့ဒီလိုတက်ခိုက်မှုအတွင်းကင်းဆောင်နေတဲ့စစ်ကောင်စီတပ်သားတအုပ်နဲ့ပြူစောထီးတအုပ်ကတော့နေရာမှာတဲ့အသီးသီးသိုံကြပြီးပြစ်ခတ်မှုတွေကြားကပဲတနက်ကောက်ဖို့စူးစမ်းပေမဲ့အခွင့်အရေးမရခဲ့ဘူးလို့လဲမြင်းကြံ Black Tiger တပ်ဖွဲ့ခေါင်းဆောင်ဘိုမိုက်ခဲကပြောထားပါတယ်ခင်ဗျတဖက်မှာတော့စကိုင်းတိုင်းကကမ်ဘလူးမြို့နယ်မှာ အကြပ်ဖက်စကောင်စီတပ်ကရဲသားပြည်သူအမျိုးသမီး၁၁ဦးနဲ့အမျိုးသား၃ဦးကိုဖမ်းဆီးထားပြီးရိတ်ခါနဲ့လာရောက်လဲလှယ်ခိုင်းနေတယ်လို့လာမလဲရင်ပြစ်တတ်မယ်ဆိုပြီးတော့ပါချိန်ချောက်နေသေးတယ်လို့ MG ကာကွယ်ဝင်ကြီးဌာနစီကနေသိရပါတယ်ကံဘလူမျိုးနဲ့မှရှိတဲ့အကြပ်ဖက်စစ်ကောင်စီရဲ့ကိုးတောင်ဘုတ်အထိုင်စခန်းကစစ်ကောင်စီတပ်သားတွေဟာဂုံညင်းရှိုးချေးရွာကကောက်ဆိုင်တမ၁၁ဦးနဲ့အမျိုးသား၃ဦးကိုဖမ်းဆီးထားပြီးသူတို့ကိုပြန်လွတ်ပေးစေချင်ရင်မိသားစုတွေအနေနဲ့ရိတ်ခါတွေယူလာပြီးတော့လာရောက်လဲလှယ်ရမယ်လို့ပြောနေတယ်လို့ လာမလဲရင်ဒဇာကန်တွေကိုတတ်ပြစ်မဲဆိုပြီးတော့ပါချင်းချောက်နေတယ်ဆိုပါတယ်လက်ရှိအချိန်မှာအဲဒီကမ်ဘလူမြို့နယ်ကအကြမ်းဖက်စစ်ကောင်စီတပ်သားတွေဟာပြည်သူ့ကာကွယ်ရေးတပ်မတော် PDF နဲ့ပကပအဖွဲ့တွေရဲ့ဝိုင်းပတ်ပိတ်ဆို့မှုကိုခံထားရတဲ့အတွက်စစ်ကောင်စီတပ်သားတွေဟာရိတ်ခါစားစရာမရှိတော့ဘဲငတ်ပြတ်နေကြပြီဖြစ်တာကြောင့်ဘာမှမဆိုင်တဲ့အရဲသားပြည်သူတွေကိုဖမ်းဆီးပြီးရိတ်ခါနဲ့လာလဲခိုင်းနေတဲ့အခြေအနေရောက်နေပြီဖြစ်တယ်လို့လည်းသိရပါတယ်ခင်ဗျဒီတစ်ခါစစ်ပွဲရေးသတင်းပတ်မှာတော့ ပြည်တွင်းစီးပွားရေးစည်းကွက်မှာအမေရိကန်ဒေါ်လာကိုငွေကျပ်4800ကျော်အထိဈေးနှုန်းမြင့်တက်သွားတဲ့အပြင်ရွှေဈေးနှုန်းဟာလည်းအခောက်ရွှေတစ်ကျပ်သားကိုငွေကျပ်58သိန်းခွဲအထိဈေးနှုန်းပြန်လည်မြင့်တက်လာပြီလို့စည်းကွက်အတွင်းကသိရပါဗျ။ဆိုတိုင်းလား9ရက်နေ့ဖြစ်တဲ့မနေ့ကမနက်ပိုင်းမှာပဲပြည်တွင်းမှာအမေရိကန်ဒေါ်လာကိုငွေကျပ်4890ဝန်းကျင်နဲ့ဈေးပေါက်ခဲ့တယ်လို့တစ်ဖက်မှာလည်းအခောက်ရွှေတစ်ကျပ်သားကိုငွေကျပ်58သိန်းခွဲဝန်းကျင်ဈေးပေါက်ခဲ့ပြီးရွှေနဲ့ဒေါ်လာဈေးတွေပြန်လည်မြင့်တက်လာတယ်လို့သိရပါဗျ။ လက်ရှိပြည်တွင်းကဒေါ်လာနဲ့ရွှေဈေးကွက်ကိုအကြံပေးစကောင်စီကထိန်းချုပ်ဖို့ဆိုပြီးဖန်စီမှုတွေရှိနေတဲ့အတွက်ပြည်ပမှာကုန်သည်တွေဟာအချင်းချင်းချိတ်ဆက်ပြီးအယောင်ဝယ်လုပ်နေကြရတယ်လို့လက်ရှိဈေးကွက်ထဲမှာတော့အယောင်ဝယ်ရှိနေပြီးရွှေဈေးနဲ့ဒေါ်လာဈေးတွေဟာပြန်လည်မြင့်တက်လာပြီးလို့လဲရန်ကုန်ရွှေကုန်သည်တဦးကပြောထားပါတယ်ခင်ဗျဟုတ်ကဲ့ဒါကတော့ရန်ကုန်ခေတ်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နားငယ်ပါ